ညဥ်ကလပါနှစ်ချင်းခရီးရဲ့အတင်းတော်တနစ်တာစန်းစာဖတ်ရှုခြင်းအစီအစဉ်မှကြိုဆိုပါတယ်။ယောမဩဝါဒစာအခန်းကြီး9အငယ်1မှ27ထို့ကြောင့်ငါတို့သည်ယုံကြည်ခြင်းရှိ၍ဖြောက်မဲ့ရာသို့ရောက်လျင်ငါတို့သခင်ယေရှုခရစ်အားဖြင့်ဖျားသခင်ရှိတော်၌ငြိမ်သက်ခြင်းကိုခံစားကြ၏။ထို့ယေရှုတော်ကိုခံစားရသည့်အကြောင်းမှာ ယုံကြည်ခြင်းရှိ၍ထိုသခင်အားဖြင့်သာခံစားသောအခွင့်ကိုရကြ၏တို့ဖြစ်၍ဖျားသခင်ဤဘုံတော်ကို မျှော်လင့်၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏ထိုမြမကဒုက္ခဆင်းရဲခြင်းကိုခံ၍ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏အကြောင်းမူကားဒုက္ခဆင်းရဲခြင်းသည်တိခံခြင်းကိုပြုစုတတ်၏ တိခန့်ချင်းသည်လေတက်သေးထင်ရှားခြင်းကို ပြုစုတတ်၏တက်သေးထင်ရှားခြင်းသည်လေမျော်လင့်ခြင်းကိုပြုစုတတ်၏ထိုမျော်လင့်ခြင်းသည်ရှက်ကြောက်စရာအကြောင်းနှင့်ကင်းလွတ်၏အဘယ်ကြောင့်ဤဟူမူကားငါတို့အားပေးတော်မူသောတန့်ရှင်းသောဝိညာဉ်တော်သည်ဖျားသခင်ဤမြစ်တာတော်ကိုငါတို့စိတ်နှလုံးထဲသို့ညှုံးလောင်းတော်မူ၏ငါတို့သည် အကျိုးနှင့်ရှိစဉ်တွင် အချိန်တန်မှခရစ်တော်သည်မတရားသောသူတို့အတွက်ကြောင့် အသေးခံတော်မူ၏ဖြောက်မတ်သောသူအတွက်ကြောင့်အသေးခံမိသူရှိခဲ၏သူတော်ကောင်းအတွက်ကြောင့်အသေးခံဝန့်သောသူရှိကောင်းရှိလိမ့်မည်မှန်စေတော်ငါတို့သည် အပြစ်ရှိစဉ်ပင်ခရစ်တော်သည်ငါတို့အတွက်ကြောင့်အသေးခံတော်မူသည်ဖြစ်၍ဖျားသခင်သည်ငါတို့ကိုအဘယ်မျှလောက်ချစ်တော်မူသည်ကိုငါတို့အားထင်ရှားစွာပြတော်မူ၏တို့ဖြစ်၍ယခုတွင် အသွေးတော်အပြင်ဖြောက်မဲ့ရာသို့ရောက်ပြီးမှ ထိုသခင်အားဖြင့်အပြစ်ငရဲမှကယ်ချွတ်တော်မူခြင်းသို့ရောက်မည်ဟုတာ၍မျှော်လင့်စရာရှိ၏အကြောင်းမူကားရန်သူဖြစ်လျက်ပင်ဖျားသခင်ဤသားတော်အသေးခံတော်မူခြင်းအားဖြင့်ငါတို့သည်ဖျားသခင်နှင့်မိတ္တဟာယဖွဲ့ခြင်းဂျေဇုတော်ကို ခံရသည်မှန်လျင်မိတ္တဟာယဖွဲ့ပြီးမှ အသက်တော်အားဖြင့်ကယ်တင်တော်မူခြင်းသို့ရောက်မည်ဟုတာ၍မျှော်လင့်စရာရှိ၏ ချို့များမကငါတို့သခင်ယေရှုခရစ်အားဖြင့်မိတ္တဟာယဖွဲ့ရာဂျေဇုကိုယခုခံပြီးလီထိုသခင်အားဖြင့်ဖျားသခင်၌ဝါကြွားဝမ်းမြောက်ခြင်းရှိကြ၏။ဤအကြောင်းအရာဟုမူကားအပြစ်တရားသည်တယောက်သောသူအားဖြင့်ဤလောကသို့ဝင်၍အပြစ်တရားအားဖြင့်တည်ခြင်းတရားဝင်သည်နှင့်အညီလူအပေါင်းတို့သည်အပြစ်ရှိသောကြောင့်တည်ခြင်းသို့ရောက်ရကြ၏။ ပြည့်ညက်တရားကိုမထားမီတိုင်အောင်ဤလောက၌အပြစ်ရှိ၏အဘယ်ပြည့်ညက်တရားမျှမရှိလင် အပြစ်ရှိသည်ဟုမှတ်เสียမရှိတို့တော်လေအာဒံလက်ထက်မှစ၍မောရှေလက်ထက်တိုင်အောင်သေခြင်းတရားသည်အစိုးရ၏အာဒံပြစ်မှားသည် နီးတူ မပြစ်မှားသော သူတို့ကိုပင်အစိုးရ၏ထိုအာဒံသည် နောက်လာလက်တန့်သောသူ၏ပုံပမာဖြစ်သည်တို့တော်လေ ပြစ်မှားခြင်းသဘောနှင့်ကျေးဇူးတော်သဘောမတူအကြောင်းမူကားလူတစ်ယောက်သည်ပြစ်မှားသောအားဖြင့်လူများတို့သည်တည်ခြင်းသို့ရောက်ကြ၏တယောက်သောသူဒီဟုသောယေရှုခရစ်အားဖြင့်ဘုရားသခင်၏ကျေးဇူးတော်နှင့်ကျေးဇူးတော်၏အကျိုးသည် လူများတို့၌တာ၍ကျွဲဝပြည့်စုံ၏ထို့မှတပါလူတစ်ယောက်ပြစ်မှားသောအရာနှင့်ကျေးဇူးတော်အရာမတူဘူး အကျောင်းမူကတရားစီရင်သောအရာမှာ အပြစ်တစ်ခုကြောင့်ဒဏ်ခံစေဟုစီရင်၏ကျေးဇူးတော်အရာမှာ အပြစ်များလျက်ပင်လွတ်စေဟုစီရင်၏ထိုမှတပါလူတယောက်သည်ပြစ်မှားသောကြောင့်ထိုတယောက်သောသူအပြင်တည်ခြင်းတရားသည်အစိုးရ၏ကျေးဇူးတော်ဤကျွဲဝါခြင်းကို၎င်းဖြောင့်မတ်ရာသို့တွင်ပေးတော်မူခြင်းကို၎င်းခံရသောသူတို့သည်တယောက်သောသူဒီဟုသောယေရှုခရစ်အပြင်အသက်ရှင်လျက် တာ၍စူးစံရကြလက်တံထို့ကြောင့်တယောက်သောသူ၏ပြစ်မှားခြင်းအပြင်လူအပေါင်းတို့သည်အပြစ်စီရင်ခြင်းနှင့် တွေ့ကြုံရကြသည်နီးတူတယောက်သောသူ၏ဖြောက်မှတ်ခြင်းအပြင်လူအပေါင်းတို့သည် အသက်နှင့်ရှင်သောဖြောက်မှတ်ရာသို့ရောက်ခြင်းအခွင့်ကိုရကြ၏အကြောင်းမူကားတယောက်သောသူသည်နားမထောင်သောအပြင်လူများတို့သည်အပြစ်ရောက်သည်နီးတူတယောက်သောသူသည်နားထောင်သောအပြင်လူများတို့သည်ဖြောက်မှတ်ရာသို့ရောက်ရကြ၏ ထိုမှတပါပြည့်ညက်တရားသည် တဖန်ဝင်သည်ဖြင့်ပြစ်မာသော အပြစ်ပွားများ၏ဒို့တော်လေအပြစ်ပွားများသည့်အရာမှာကျေးဇူးတော်တာ၍ကျွဲဝ၏ထို့သို့ဖြစ်လင်အပြစ်တရားသည်တည်ခြင်းအဖြစ်အစိုးရသည်ဤသူငါတို့သခင်ယေရှုခရစ်ပြုစုတော်မူ၍ကျေးဇူးတရားသည်ထာဝရအသက်နှင့်ရှင်သော ဖြောင့်မတ်ရာသို့တွင်းခြင်းအဖြစ်အစိုးရလေအန်တတီး ချမ်းသာရသူအလုံးပေါ်ဖျားသခင်ကောင်းချီးပေးပါစေ။ဖရာသခင်နေသိကယုနာအသက်ကို ပေး၍အသက်ရှင်ရခြင်းအခွင့်ကို တပံပြင်ဆင်ပေးပါတော့ကြောင့်ဂျေစုတင်ပါ၏အဖဖရာသခင်ဤဂျေစုတော်ညီသက်ချင်းမျောလင့်ချင်းနဲ့ဖရာသခင်ဤမြစ်တာတို့ကို အလေးပေးဖော်ပြထားသောနှုတ်ကပတ်တော်ကိုယနေ့ဖတ်ရှုဆင်ခြင်ရခြင်းအတွက်လည်းဂျေစုတင်ပါ၏သခင်ယေရှုခရစ်တော်ထံမှတဆင့်ရရှိသောညီသက်ချင်းအတွက်လည်းဂျေစုတော်ကိုချီးမွမ်းပါ၏ယနေ့ဤဂျေစုတော်အားဖြင့် ကျွန်ုပ်တို့အားဖရာသခင်နဲ့တင့်မြတ်စေသောစိတ်ချမှုကို ပေးသနာသည့်အတွက်လည်းကျေးဇူးတင်ပါ၏အဖဖရာဘဝအတ္တတာ၌တခါတရံကြုံတွေ့ရသောဆင်းရဲဒုက္ခများကြားမှပင် မျောလင့်ခြင်းကို ခိုင်မြဲစေဖို့ရန်အတွက်တန်ရှင်သောဝိညာဉ်တော်ဖရာ၏မြင့်တာတရားကိုသာသမီကျွန်တော်တို့၏စိတ်နှလုံးသားထဲကိုတွန်းလောင်းပေးသနာသည့်အတွက်ကျေးဇူးတင်လျက် ဒုက္ခများကြားမှပင်လျှင်တီးခန့်ခြင်းနှင့်စိတ်ဓာတ်ကြန့်ခိုင်မှုကို ပေးသနာသည့်အတွက်လည်းကျေးဇူးတင်ပါ၏ကျေးဇူးတော်အားဖြင့်ကဲ့တင်ခြင်းကို ရောက်ရခြင်းအခွင့်ကို ပေးသနာသည့်အတွက်လည်းအထူးပင်ကျေးဇူးတင်ပါ၏ကျွန်ုပ်တို့၏ဘဝအတ္တတား၌ဝိညာဉ်တော်ဖရာဤလမ်းပြမှုကို ခံယူလျက်နေ့စဉ် ဝိညာဉ်တော်ဤသွန်သင်လမ်းပြမှုအတိုင်းအသက်ရှင်လျှောက်လန်းနိုင်သောဘဝအတ္တတာများအသီးသီးဖြစ်နိုင်စေဖို့ရန်အတွက်မာစာ၍ကောင်းကြီးပေးသနာတော်မူပါအပြစ်မှလွတ်မြောက်ရခြင်းအခွင့်နှင့်အတူ ကယ်တင်ခြင်းစုဂျေစုကိုခံစားရသည့်ဂျေစုတော်ကိုအစဉ်မြဲချီးမွမ်းလျက်ဖရာသခင်၏အလိုတော်အတိုင်းအသက်ရှင်လျှောက်လန်းနိုင်သောအသက်တာများဖြစ်စေရပါမည်အကြောင်းမြတ်တော်မူသောသခင်ယေရှုခရစ်တော်ဖရာ၏နာမတော်မြတ်၌ယူသေးလေးမြတ်စွာဖြင့်အတူတကွဆက်ကအနံဆုတောင်းကြပါ၏အာမင် ထာဝရဘုရားသည်သင်ကိုကောင်းကြီးပေး၍စောင့်မတော်မူပါစေသောထာဝရဘုရားသည်သင်၌မျက်နာတော်အလင်းကိုလွှတ်၍ကရုဏာကျေးဇူးပြုပါစေသောထာဝရဘုရားသည်သင်ကိုမျှော်ကြည့်၍ချမ်းသာပေးတော်မူပါစေသောသမီးတော်သားတော်တန်ရှင်တော်ဝိညာဉ်တော်သုံးပါးသို့ဘုရားထံတော်မှအနန္တမြတ်တော်မဟာကရုဏာကျေးဇူးတော်နှင့် မိတ္တာဖွဲ့လက်လမ်းပြသွန်သင်ခြင်းစုကျေးဇူးသည်တင်တို့ပေါင်း၌ကာလအစဉ်တက်ရောက်လေတည်ရှိတည်နေပါစေတော့အာမင်